စစ်ကောင်စီအပြည့်အဝထိန်းချုပ်ထားတဲ့မော်လမြိုင်မြို့မှာလက်ရှိကျင်းပနေတဲ့မော်မျိုးသားညီလာခံနဲ့စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲပေါ်မော်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့လက်မခံဘူးလို့ဧပြီလ10ရက်နေ့မှာသဘောထားထုတ်ပြန်ပါတယ်။မြို့သားရေးဆိုင်ရာမူဝါဒတွေအပါအဝင်မော်ပြည်ဖွဲ့စည်းပုံခြေခံဥပဒေကိုအတည်ပြုသုံးသပ်ဖို့ရည်ရွယ်ချက်နဲ့2025မော်မျိုးသားညီလာခံကိုမော်ပြည်တက်ပါတီဘိုးကဥဆောင်ပြီးဧပြီလ10ရက်နေ့ကစပြီးတော့ကျင်းပနေတာပါ။လက်ရှိချိန်မှာမွန်လူမျိုးတို့ရဲ့ຫນွေဥတော်လိုင်းရဲ့အပေါ်အမြင့်တစ်ဖက်ကွဲပြားနေခြင်းကြောင့် မော်မျိုးသားညီလာခံဆိုတဲ့အမည်နာမနဲ့ကျင်းပဖို့မတင့်တော်ဘူးလို့ယူဆတာကြောင့်လက်မခံနိုင်ဘူးလို့မွန်ပြည်ဖက်ဒရယ်ကောင်စီကပြောပါတယ်။ညီလာခံမှာဆရာနာရှင်နဲ့ပူးပေါင်းထားတဲ့မွန်ညီညွတ်ရေးပါတီပါဝင်ဖို့ခေါ်ယူထည့်သွင်းထားတာကြောင့်ဆရာနာရှင်ရဲ့ခြေပွားအောက်သို့မိမိတို့လူမျိုးကိုဆွဲသွင်းသွားမယ်ရွယ်ချက်ရှိတယ်လို့ယူဆတာကြောင့်အပြည့်အဝဆန့်ကျင်သွားမယ်လို့ဆိုပါတယ်။မွန်ညီညွတ်ရေးပါတီဟာမွန်လူမျိုးကိုစားပြုတိုင်းဒေသနိုင်ငံရေးပါတီဖြစ်ပြီးအာနာသိမ့်ပြီးနောက်ပိုင်းစစ်ကောင်စီနဲ့ပူးပေါင်းမှုကမ်းလှမ်းမှုအပေါ် ပါတီကလက်ခံခဲ့ပြီးလက်ရှိချိန်ထိပြည်နယ်နဲ့ပိုအဆင့်မှာကိုယ်စားလှယ်နှစ်ဦးပါဝင်နေတာပါဆရာနာရှင်စနစ်အောင်မှာမော်မျိုးသားရေးဆွေးနွေးခြင်းဟာအပြောတတ်တာဖြစ်ပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့တဲ့နေရာတွေကိုတောင်စစ်ကောင်စီကဘုံကျဲရွာတွေကိုမီးရှို့နေတာကိုကြည့်ရင်ဘယ်အခွင့်အရေးမှမရနိုင်တာထင်ရှားတယ်လို့မွန်ပြည်ဖက်ဒရယ်ကောင်စီကထောက်ပြပါတယ်တစ်ဖက်မှာဆရာနာရှင်တပ်ဆိုးရှိရေးအတွက်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြုလုပ်ပြီးရွေးကောက်ပွဲကျင်းပဖို့ကြိုးပမ်းနေတဲ့ပေါ် မွန်နိုင်ငံရေးပါတီတွေမွန်ပြည်သူတွေမပါဝင်ဖို့ထုတ်ပြန်ကြမှာဖော်ပြပါရည်မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ကောင်စီဝင်တဦးဖြစ်တဲ့မိကွန်ချမ်းတော်ကရွေးကောက်ပွဲကျင်းပလိုက်ရင်စစ်ကောင်စီကိုတရားဝင်မှုဖြစ်အောင်လှုံ့ဆော်တာလို့တာလွင်တိုင်းကိုပြောပါရည်စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲကျင်းပဖို့ဘလို့မှ အာဏာမရှိပါဘူးစစ်ကောင်စီရွေးကောက်ပွဲကျင်းပခြင်းအဖြစ်စစ်ကောင်စီကို legitimate ဖြစ်အောင်ပေါ့နော်တရားဝင်မှုရှိအောင်ကျွန်တော်တို့လှုပ်ဆောင်တယ်လို့ပဲမြင်တယ်။ဘာကြောင့်စစ်ကောင်စီကရွေးကောက်ပွဲလုပ်လို့မရတလဲဆိုတော့အာဒီကျွန်တော်တို့အာဏာကိုသိမ်းထားတာဟုတ်တယ်ပြီးတဲ့အခါကျတော့ကျွန်တော်တို့အာဒီပြည်သူလူထုကိုလည်းတွေရဲ့လူခွင့်ရေးကိုလည်းချိုးဖောက်နေတယ်ပေါ့တကယ်လို့စစ်ကောင်စီကျင်းပတဲ့ငင်းချင်ရေးဆွေးနွေးပွဲတွေမှာမွန်နိုင်ငံရေးပါတီတွေမွန်ပြည်သူတွေပါဝင်နေရင်စစ်ကောင်စီတတ်ဆိုးရှေအောင်အားပေးတာဖြစ်တယ်လို့ 2008အခြေခံဥပဒေကိုအတိမတ်ပြုတာဖြစ်တယ်လို့ထောက်ပြပါရည်။ဆရာနာရှင်ကျင်းပမဲ့အတူယောင်ရွေးကောက်ပွဲဟာမတမာတဲ့ရွေးကောက်ပွဲဖြစ်ပြီးသူတို့စစ်တပ်ရဲ့ပါတီအာဏာရရှိရေးအတွက်ကျင်းပခြင်းသာဖြစ်တာကြောင့်ပါဝင်အားပေးခြင်းမပြုဘဲရှောင်ရှားကြဖို့ကိုလည်းတောင်းဆိုထားတာပါ။မိခွန်ချန်းတော်ကစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲမဖြစ်ရေးနိုင်ငံတကာကိုချင်းကပ်ပြောဆိုနေတယ်လို့ပြည်သူတွေကိုလည်းစန့်ကျင်ကြဖို့လှုံ့ဆော်နေတယ်လို့ပြောပါရည်။ဒီစစ်ကောင်စီရဲ့အာမတရားမှုတွေကို လက်ခံပြီးတော့ အာဒီကျင်းပမဲ့ရွေးကောက်ပွဲကိုပြည်သူတွေအနေနဲ့ပေါ့နော်ဆက်ကျင်ရမယ်လို့ကျမတို့အနေနဲ့မြင်ပါတယ်။အာပြီးတော့ကျမတို့မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ကတော့စစ်ကောင်စီကပြုလုပ်တဲ့ဒီရွေးကောက်ပွဲကိုလုံးဝလက်မခံပါဘူး။အာရွေးကောက်ပွဲကိုမဖြစ်အောင်လဲကျမတို့ကဒီနိုင်ငံတကာကိုကျမတို့ချင်းကပ်ပြီးတော့ပြောဆိုရတဲ့အပြင်ကိုကျမတို့ပြည်သူတွေကိုလည်းကျမတို့အသိဉာဏ်အသိဉာဏ်ဖွင့်ပြီးတော့ဒီရွေးကောက်ပွဲကိုမပါဝင်ဖို့ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့ကျမတို့လှုံ့ဆော်နေတာရှိပါတယ်။ မော်မျိုးသားလုံကြုံရေးလွတ်မြောက်ရေးနဲ့ပတ်သက်ပြီးတော့လေရာမြမော်ပြည်ဖွဲ့စည်းပုံမူကြမ်းနဲ့အညီမွန်လူငယ်တွေတော်လှန်ရေးမှာပါဝင်ကမော်မျိုးသားထုကိုကာကွယ်ပေးကြဖို့မွန်ပြည်ဖက်ဒရယ်ကောင်စီကတိုက်တွန်းထားပါတယ်မွန်လူငယ်တွေကိုအတင်းအဓမ္မဆင့်မှုထမ်းဖို့အတွက်ဖန်စီခေါ်ဆောင်နေတဲ့စစ်ကောင်စီနဲ့အပေါင်းပါတွေကိုအပြင်းအထန်ဆန့်ကျင်ကန့်ကွက်ကြဖို့ကိုလည်းမွန်ချမ်းရှင်လူပြည်သူတွေနဲ့ရက်ရွာအကြီးအကဲတွေကိုတိုက်တွန်းထားပါတယ်အနာသိမှုအလွန်လက်ရှိမွန်နိုင်ငံရဲ့အခင်းကျင်းဟာ နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့စစ်ကောင်စီနဲ့ဆွေးနွေးညှိနှိုင်းနေတဲ့အုပ်စုနဲ့ဆရာနာရှင်စနစ်ကိုစန့်ကျင်တော်လှန်တိုက်ပွဲဝင်နေကြတဲ့အုပ်စုတို့ရှိနေတာပါအပြစ်ခတ်ရဲစည်းရေးစာချုပ် NCA ရေးထိုးထားတဲ့တက်တန်းရင်မော်ပြစ်တဲ့ပါတီဗဟိုနဲ့စစ်ကောင်စီခန့်ရွေးကောက်ပွဲကော်မရှင်ကနေပါတီမတ်ပုံတင်ခွင့်ရထားတဲ့မော်ညိုရေးပါတီအပါအဝင်မော်နိုင်ငံရေးပါတီတွေဟာပထမအုပ်စုမှာပါဝင်ပါတယ်ဒုတိယအုပ်စုမှာတော့မျိုးဥတော်လန်ရေးကနေပေါက်ဖွားလာကြတဲ့မော်ပြစ်ဖက်ဒရယ်ကောင်စီအပါအဝင်မော်ပြစ်တဲ့ပါတီ AD မော်ဒေတာနဲ့မွန်လိုမျိုးအခြေပြုလက်နက်ကင်အဖွဲ့တွေနဲ့ဒေတာရေးနိုင်ငံရေးအဖွဲ့တွေပါဝင်နေကြတာဖြစ်ပါတယ်